ပြန်တော့ဖြစ်တယ်เนาะအိတ်ကားဟိုဟာလေကားဟိုအိတ်ကားတင်နေတဲ့အချိန်မှာပါလဲကိုနက်ခတ်နှကန်းကားတဲ့ပါလဲအယောင်ထိုးရတာပါလားဆိုတော့ကာကွယ်ပေးရเนาะသူ့မျိုးသားဘက်ကနေပြီးတော့အဲ့လေတအားချစ်ဖို့ကောင်းတယ်เนาะအဲ့ချိန်ကျတော့သူတတိရဲ့အလိုလိုရှိလာတာလေเนาะကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်နောက်ဆိုကျွန်တော် make up ဆရာကြီးအကြံဉာဏ်တောင်းအောင်ဘယ်လိုလဲဆိုတော့သူတို့ပြောတာယောက်ျားလေးစိုးရနှကန်းနေပေါ့เนาะနှကန်းနေအောင်ညိုအောင်လုပ်လို့ရနှကန်းနေရှိကျွန်တော်မသိကျွန်တော်တကယ်မသိအဲ့တော့နောက်ကြရင်လို့နောက်ဇာကားတွေရလို့ရှင်အဲ့ ကိုကိုလက်ခံနေနေနေတော့ညိုအောင်လုံးဝရအောင်မလုပ်ပါနဲ့လှပါတယ်ဒီလာတမရရလာမှာညီကလေးလို့ဆိုနေကြလေတဘာဝပေးထားရဲ့ဟုတ်ပါမလုပ်ပါနဲ့မလေးဆိုနေဒီမောင်ရဲ့တချင်းလေးကိုပေါ့နော် MTV လေးကိုငါတို့ပါဝင်ပြီးတော့ပုံခေါ်ကြမှာပါဟုတ်ဒီမှာဟိုကျွန်တော်ရဲ့တေသာရဲ့ညီမလေးဆိုနေဒီမောင်ရဲ့ဒီလိုဟိုသုံးပွင့်ဆိုင်ပုံစံလေးတရုပ်ဆောင်တာပါ ဟိုဒါဒါနောက်တော့ version တစ်မျိုးတကယ်ပြိတ္တလုံးဝသနာပေးပန်အဲလာပြီးဆိုတာနဲ့တက်ခုတ်တယောက်လည်းမကြည့်ကြဘူးတယောက်လည်းကြည့်လို့ရှိရင်လည်းသိရမလားဘေးနားမှာစကားပြောပဲမမေ तू ကတော့ဒီ character ထားပါတော့နော်မမတ်မီကဒီလိုပြောနေပြီပါအဲ့လိုလက်တော်ပြီးပြောချင်တာပြောချင်တဲ့အခါကျတိန်လုံးကိုမေးရလာပြီးမှအပိုင်းတက်တင်နေပြီဆိုပြောအဲ့လိုမျိုးအကောင်လုံးစုပြီးကြည့်ကြတော့သနာဒီကားတော့တော့တကယ်ကိုပေးပန်ပါဂျင်ဘော်ဇလန်းတွေကဒီလိုအများကြီးအားပေးကြတဲ့အတွက်ဝမ်းသာပါတယ်ကျွန်တော်ကတော့ဟောပေါ့နော်အမှတ်တိုင်ဆိုတော့လည်းဟိုကိုရိုက်တဲ့ကားလေးကိုဒီလိုအတိမတ်ပြရတော့ ကျေနပ်တော့အရန်ပေါ်မမမ်းမီနေဆိုပို့ပြီးတော့ဆက်ဆက်မယ်တဲ့အဲ့ဒါမျိုးလေးတွေတင်းနေတာအဲ့လိုမျိုးကြော်မှုတဲ့အခါကျတော့အိမ်အောင်ပြရမှာတော့တကယ်ကြောက်သွားတယ်မှာပါပါတယ်ဒီလိုပါပဲမမမ်းမီနေနည်းနည်းဆင်နေဆိုတော့တကယ်ဆိုအောင်မှတ်ပြရမယ်ပေါ့ဘယ်လိုရှိနိုင်လဲအခုချိန်မှာတော့လူလူတိုင်းကတော့ဘယ်လိုပြောမလဲ ဟိုမောင်နှမအချင်းတောင်မှအဆင်ပြေတဲ့သူတွေကရှိကြတာပဲပေါ့နော်လူတိုင်းမှာမိသားစုတိုင်းမှာဟိုကိုယ့်ရဲ့မိသားစုထဲမှာလည်းဟိုမတူညီတဲ့အချင်းစရိုက်တွေစကားပြောမှုဆိုနေတာလူတိုင်းမှာတော့ပြန်လွတ်ပြောက်ရှိကြတာပဲအဲ့ဒါကိုညှိယူကြရတာမျိုးပေါ့နော်တင်မရချင်းနဲ့တူညီကြတာမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့ပြန်လွတ်ပြောက်အချင်းချင်းအော်ဘယ်လိုမှလည်းဒီပြုမှုကျင်းနေထိုင်တဲ့လူမှုလူနေမှုအကျင့်စရိုက်တွေမတူညီတဲ့အခါကျလို့ရှိရင်တော့ဖြစ်ရတဲ့ပြဿနာလေးတွေကတော့နည်းနည်းများရှိကြမှာပါပဲ။နေသွားတာနဲ့ညာသွားတာနဲ့ပဲဘူတီကြမှာပါ။လုံးဝအဆင်ပြေကြရမိသားစုတွေလည်းရှိကြပါတယ်ဒီလိုပါပဲ။အော်ကိုနဲ့ အဆင်မပြေနိုင်ဘူးဆိုတော့ဒီပတ်ဝန်းကျင်တစ်ခုကိုနဲ့အဆင်မပြေနိုင်ဘူးဆိုတော့တွဲပေါ်တယောက်ကိုတော့ဟိုသူလည်းအဆင်မပြေနိုင်ဘူးကိုလည်းအဆင်မပြေနိုင်ဘူးဆိုတော့နှစ်ယောက်တဟတာတာမဖြစ်တော့လို့ break up ဆိုတာဖြစ်ကြတာဆိုတော့လေအဲအဲ့ဒါကျွန်တော်တော့ကောင်းတဲ့လမ်းခွဲချင်းနဲ့ပဲလမ်းခွဲပါတယ်ကျင်းမောကောင်းကိုကြည့်ပြီးတော့ဒါကိုကပြန်ကြည့်တော့ကိုကပရိသတ်ပြန်ပြတ်သွားတာပေါ့နော်သူဘယ်လိုလုပ်မလဲကြည့်ရအောင်အဲ့တော့ဒီတဲမှာတော့ဒါယောက်ျားလေး၃ယောက်ကတယောက်တစ်မျိုးစီစိုးကြတာတော့အဲကိုကကိုမိသားစုကိုကိုဟာပို့ပြီးတတိထားဖို့တဲ့တခြားအိမ်တော်မကြသေးရဲ့အမျိုးသမီးတွေအတွက် ပို့ပြီးတော့အော်လို့ဒီကားလေးကတို့တို့အတွက်ဟိုဘယ်လိုပြောရမလဲမမြင်နိုင်တဲ့ရှုထောင့်လေးတွေရတယ်ဟုတ်ပြီတခုခုပညာရောက်အောင်မယ်ဆိုရင်ဝမ်းသာပေါ့ဝမ်းသာကြည်လို့မိပါတယ်တကယ်တော့ဘွားပေါ့နော်ဟိုပြောရရင်ဗျာဒီယောက်ျားလေးနဲ့မိန်းကလေးဒီလိုဟိုခွဲပြီးတော့ပြောမယ်ဆိုတာနည်းနည်းနက်နေသွားပြီဘာလို့မိန်းကလေးထဲမှာလည်းဒီလိုမျိုးဘယ်လိုပြောရမလဲနည်းနည်းဆိုးရက်မိန်းကလေးရှိတာလေယောက်ျားလေးပဲဖောက်ပြန်တာတော့မဟုတ်ဘူးဒါကတော့ဒါဒီဒါပဲကျွန်တော်တို့ဒီရိုက်ပြလို့ရတာကြတော့ဒီယောက်ျားလေးဖောက်ပြန်တာကိုရိုက်ပြလို့ရတယ်မိန်းကလေးဖောက်ပြန်တာကိုရိုက်ပြလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ ျွန်တော်အပိုင်းတက်มาတယ်ဇာတ်သိမ်းသွားလိုက်တော့တော့သူကဒီတော့ဗျာယောက်ျားလေးဖောက်ပြန်တာကိုကြတော့ဒါ main ကလေးကနေပြီးတော့ဒါခွန့်လုတ်ပြီးဒါကိုဆက်ပြီးတော့ဒါဆွဲထားတယ်ပေါ့နော်ဒါကိုခွန့်လုတ်ပြီးလက်ခံတာဒီလိုပြဿနာတွေဖြစ်ကြတယ်ယောက်ျားလေးဘက်ကနေပြန် site ကပြန်ရမ်းမယ်ဆိုတော့ဥပမာ main ကလေးတယောက်ဖောက်ပြန်တယ်ဆိုကြပါတော့အဲ့ယောက်ျားလေးကသူကဆွဲထားမှာမဟုတ်တခါတည်းအပီးပဲအပီးပဲဆိုတော့သူနောက်နောက်တက်သူကအပိုင်း tip มาတယ်ဇာတ်သိမ်းသွားမှာဆိုဆက်ကြည့်ကြရမရှိတော့အဲ့တော့အဲ့ဒါလေးတော့နည်းနည်းကွဲပြောင်းမှုရှိတော့ပြောရင်ဗျာပြောရင်ဘယ်လိုပြောရမလဲပြောရင်ကျွန်တော်ကဂျန်နာခွဲသူဖြစ်နေတယ် အဲကျွန်တော်တို့ယောက်ျားလေးနဲ့မိန်းကလေးပါနော်ကျွန်တော်ကြည့်ဖို့တဲ့ internet video တခုရှိတယ်အဲမိန်းကလေးတွေရဲ့ဒီအုံနောက်ကားတဲ့သူကဒီ internet ဂျိုးတွေနဲ့တူတယ်သူကအကုန်လုံးသူကလင်းနေအကုန်ချိတ်ထားတယ်သူကတခုကလင်းပြီဆိုနောက်တခုကလည်းလင်းတယ်သူအကုန်လုံးသူကလင်းနေပါနော်ဒီတခုပြဿနာတခုဖြစ်ပြီဆိုလို့ချင်းဒါဘာကြောင့်ဖြစ်တာလဲဆိုစိုးစိအကုန်လုံးလင်းတယ်ယောက်ျားလေးတွေကကြောင့်အဲ့လိုမဟုတ်ဘူးယောက်ျားလေးတွေကအုံနောက်ကကြောင့်ဘူးကွန်ဘူးလေးနဲ့တူဘူးလေးကသူကဘူးလေးတွေသူကအများကြီးပေါ့အုံနောက်တော့ဘူးလေးတွေအများကြီးပေါ့ တော့အခုဆိုကျွန်တော်အင်တာဗျူးဖြေနေတာပေါ့နော်ကျွန်တော်အင်တာဗျူးဖြေနေတဲ့အချိန်မှာအင်တာဗျူးဖြေနေတဲ့ဘူးလေးကိုကျွန်တော်ဖွင့်လာတာကျန်တဲ့ဘူးလေးကျွန်တော်ပိတ်ထားတယ်အဲ့အဲ့ဒီသဘောတရားလေးကွာတော့ပေါ့နော်အဲ့တော့ကျွန်တော်ကကျန်တဲ့အချိန်ကျရင်ကျွန်တော်ကဒီတိုင်းဟိုဘူးလေးကိုကျွန်တော်ပိတ်ထားတယ်ပုံမှန်လဲအဲ့မင်းကလေးတွေကြတော့အဲ့လိုမဟုတ်ဘူးတို့မီးကအမြဲတမ်းလင်းနေတာတို့အမြဲတမ်းလင်းနေတာမင်းလင်းတော့သူကဟိုဘလို့ပြဿနာဖြစ်ဖြစ်ပေါ့နော်သူကဒါပေမဲ့ကောင်းပါတယ်ကောင်းပါတယ်မတူတော့ပြောပြရအောင်နော်ဘယ်ဟာကောင်းတယ်ဘယ်ဟာဆိုးရတော့မဟုတ်ပေါ့အဲ့တော့အဲ့ဒီမှာလည်းနည်းနည်းလေးကွဲပြောင်းမှုလေးရှိရပေါ့ အမှန်နဲ့အမှန်နဲ့မှန်နဲ့ဆိုတာခုနကဟိုအကိုပြောတဲ့ဟွာလေးကိုအထဟိုအကောက်ရမယ်ဆိုလို့ရှိရင် main ကလေးတွေစိုးရတဲ့ဟာရိုက်ရလို့မရဘူးဆိုတာအဓိကဒီနိုင်ငံမှာပေါ့နော်တခြားနိုင်ငံတွေလို့အများဆုံးကဒီအဓိကဒီနိုင်ငံနဲ့ပဲပြောပြရစီဟို main ကလေးပြိတ္တကအရင်များတဲ့ခါကျတော့ main ကလေးတွေမကောင်းကြဘူး main ကလေးတွေကကြီးကျယ်မှာမဟုတ်ဘူး အဲအဲအဲ့ဒါနဲ့အပိုင်းတစ်စက်သိမ်းမှမယ်ဆိုတဲ့အကံပေါ့နောက်ပြီးတော့ခုနကအဲ့ဥပွန်လေးနဲ့အဲ့ဟိုအမြဲတမ်း active ဖြစ်နေတော့မှန်တယ်အခုခုနကအခုဆိုလို့ရှိရင်အခု interview ဆို interview လည်းပဲတွေးနေမှာညီမအတွေးတွေကဟိုရောက်တရားတော့အများကြီးရောက်သွားပြီစိတ်ကအရင်ပြင်းလွှင်းမှုတွေလည်းအရင်များတယ်ဒါပေမဲ့တကူကွာတာကြတော့ယောက်ျားလေးနဲ့မိန်းကလေးနဲ့ပေါင်းဆက်လိုက်တဲ့အခါကျချင်းတခါလေကြားလို့ရှိရင်သူတို့ကရိုးရိုးချင်းချင်းပဲဟိုတွေးပြီးတော့ဒီပြဿနာတကူကိုဖြေရှင်းနိုင်မယ်ဆိုတဲ့နီးအခြေအနေတစ်ခုမျိုးမှာမိန်းကလေးတွေကကြတော့မိန်းမညာဆိုတာတသက်ရှိရဲအဲ့တော့ယောက်ျားလေးနဲ့မိန်းကလေးနဲ့ idea တစ်ခုပေါင်းဆက်လိုက်ပြီဆိုလို့ရှိရင်ပြဿနာတွေကိုဖြေရှင်းသွားနိုင်တဲ့ဟိုအစ်တတိတာတကားကြီးလည်းအဲ့လိုမျိုးရှိရပါရှင်းပြောရင် ကလေးတွေကတော့ပို့ပြီးတော့တွေးခေါ်မများတယ်ငယ်လေးနဲ့လည်းများတယ်ဒါပေမဲ့အမားရွေးနေတာကတော့ယောက်ျားလေးရဲ့ decision အမားကိုပုံနေတာများပါတယ်အကြုံခဲ့တာပေါ့ခုနပြောသလိုမျိုးပဲလူတစ်ယောက်နဲ့တစ်ယောက်ကမတူညီကြအချင်းချင်းတည်းလည်းမတူညီကြအတွေးခေါ်ရလည်းမတူညီကြအဲ့တော့သူမှန်တယ်ဆိုတဲ့အရာကိုလည်းတစ်ဖက်ကလုံရင်လုံမှာပဲဒါပေမဲ့ကိုကကျတော့ကိုသတ်မှတ်ချက်တစ်ခုအနေနဲ့ဒီ boundary တစ်ခုကိုတော့ဟိုမကျော်နဲ့လို့သတ်မှတ်ထားပြီးမှသူကကျော်ချင်ကျော်မှာပဲအဲ့တော့မတူညီတဲ့သူတွေမတူညီတဲ့ခံစားချက်တွေပေါင်းဆက်ထားတဲ့နေရာမျိုးမှာဟိုမတူညီတဲ့အရာတွေကတော့အများကြီးကွဲပြားနေမှာပဲအဲ့ဒီအရာကြီးတစ်ခုကိုတူညီအောင်လိုက်လို့ရမှာဆိုတာတဲ့ဟိုကိုချစ်တယ်ဆိုလို့ရှင်ဒီအရာတွေကိုနားလည်ပြီး ေးနိုင်မလားနားလည်ပေးနိုင်တယ်ဆိုလို့ရှိရင်နှစ်ယောက်ဆက်သွားမယ်နားလည်မပေးနိုင်တော့တယောက်ယောက်သေးပခန့်နိုင်တော့ဆိုလို့ရှိရင် break လုပ်လိုက်ကြမယ်ဒီသဘောမျိုးပါပဲအများကတော့တူညီနေမှာမဟုတ်ပါဘူးဟုတ်အဲအဲ့လိုမျိုးကျင်းပေါ်အရွေးမမှားဖို့အရန်လိုရယ်ပေါ့နော်နောက်ပိုင်းကျလို့ရှိရင်ဟိုကိုချစ်တဲ့သူရဲ့အဲတယောက်နဲ့တယောက်အဆင်ပြေနေမှုမပြေနေမှုဆိုတာဒီအတိုင်းဝန်းတစ်ခုနဲ့ကိုအတိုင်းဝန်းသူ့အတိုင်းဝန်းအဆင်ပြေနိုင်တဲ့ဟာရေရှည်သွားနိုင်မသွားနိုင်ရေးဆိုတဲ့အရာတွေပါစဉ်းစားရရမယ်ဆိုတော့ဒါလေးတော့ ဖြစ်ပေါ်လာပါတယ်ကိုရီးယားကဟိုသမီးစား break gap တာမျိုးပဲရှိသေးတယ်ဟိုကကျတော့အင်အောင်ပြုတ်လိုက်လို့ရှိရင်ကကျတော့ဒီနိုင်ငံအနေထားမျိုးနဲ့ဆိုလို့ရှိရင်ဒါဝေဖန်မှုတွေဝါး အစိုးရရဲ့အကောင့်ပေါ့နော်အင်တာဗျူးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့စဉ်းစားဖြစ်သွားမယ်အထဲမှာပါပါတယ်အဓိကလေးကြမှာအဲအဓိကတော့ကိုယ့်ကိုယ်ပဲပို့ပြီးတော့အချိန်ပေးပြီးတော့ပြင်ဆင်တာပါကိုယ်လည်းအငြင်းတိုင်းကောင်းနေရမဟုတ်ကိုယ်လည်းအားနည်းချက်တွေရှိရတိုက်ဆိုင်တွေလည်းရှိရကိုယ့်ရဲ့မကောင်းတဲ့အချက်လက်တွေကပါလေကိုယ့်ကိုအရင်အဖြေရှာနေတဲ့အချိန်ဆိုတော့ဟိုရွေးချယ်ခြင်းမြွေးချယ်ခြင်းဆိုတာထက်ကိုယ့်ကိုယ်ကိုယ်ပဲအကောင်းဆုံးပြင်ဆင်နေပါတယ်မကောင်းတဲ့အချိန်တွေပါပြီးပါမယ်ကျွန်တော်ကတော့ဒါဟိုကျွန်တော် Facebook မှာလည်းကျွန်တော်ရဲ့မိတ်ဆွေတွေနေပါကျွန်တော်ဟိုကျွန်တော်တက်ပို့ပြီးဟိုကွန်ပျူတာတို့ကိုတံမိုးထားတဲ့ဒီယောက်ျားလေးတွေအများကြီးရှိပါတယ် ယ်ကျွန်တော်တို့အခုမိသားစုချစ်တယ်မိသားစုစပြီးတော့ဟိုမိသားစုမတီထောင်နေတဲ့ကကျွန်တော်အိမ်အောင်ကြရင်ကျွန်တော်ဘယ်လိုပုံစံနေမှာဆိုတော့စိတ်ကကျွန်တော်လူလူပွားတယ်ကျွန်တော်ရှိတယ်အမ်ကျွန်တော်တကယ်အိမ်အောင်ကြတဲ့ခါမှာလည်းအဲ့ဒီပုံစံတိုင်းကျွန်တော်ဟိုအတက်နိုင်ဆုံးကျွန်တော်ကောင်းအောင်စူးစမ်းနေထိုင်ပါတယ်အဲ့မော့အဲ့လိုပြောလို့ရတာပေါ့နော်ဒါပေမဲ့ तू ကဟို fan ဆိုပေမဲ့ तू ကတော်တော်လေးအေးတဲ့ fan ပါအမ်ကျွန်တော်ကကျွန်တော်ကသွားပြီးစပြီးစကားပြောရတော့အဲ့လိုမျိုးပေါ့ तू က तू က तू အားပေးရဆိုတော့ तू အရန်အားပေးရမို့ပုံမှန်တော့ပဲ तू အင်ဒီရရတယ်ပေါ့နော် ဲ့လိုကျွန်တော်ကသွားပြီးစပြောတာစပြောတော့မှဒီလိုမျိုးတွေဒီလိုအိမ်ကောင်းလေးဖြစ်သွားတော့ပြေနောက်ဖြစ်တယ်နော်အိတ်ကားဟိုပါလေကားဟိုအိတ်ကားတင်နေတဲ့အချိန်မှာပါလေကိုနက်ခတ်နှကန်းကားတဲ့ပါလေအယောင်ထိုးထားတာပါလားဆိုတော့ကောက်ဝဲပေးရနော်သူ့မျိုးသားဘက်ကနေပြီးတော့အဲ့လေတအားချစ်ဖို့ကောင်းတယ်နော်အဲ့ချိန်ကျတော့သူတတိရဲ့အလိုလိုရှိလာတာလေနော်ကျေးဇူးတင်ပါတယ်ဇနီးကတော့သူဒီကားဒီလိုလေးအောင်မြင်သွားတဲ့အတွက်သူဝမ်းသာတယ်ပေါ့နော်ဒီကားမရိုက်ခင်တည်းကလည်းဒီဇန်ညုံးကိုစပြီးကျွန်တော်ဖတ်ရရတယ်ရ ဒီ character ဟိုအရှိရ character လဲစားလို့ရှိရင်နည်းနည်းလေးတော့နည်းနည်းဒေါသထွက်တဲ့ခံလေးပုံများတယ်လို့လုပ်ရမယ်လို့အဲအဲ့မှာသူကလည်းသူကိုယ်တိုင်လည်းလိုလိုလားလားနဲ့ဟိုဒီကောက်ကိုရက်ဖို့အတွက်ကျွန်တော်နှစ်အောင်လုံးတိုင်မှာပေါ့နော်တိုင်မှာမိမရက်ခဲ့တာတော့အခုဒီလို result လေးထွက်လာတဲ့အတွက်နှစ်အောင်လုံးဝမ်းတောက်ဟိုကျွန်တော်တို့ဒီစကားပြတဲ့အချိန်မှာညာဟိုဟိုဘယ်လိုပြော lighting ရှိမယ်ညာ edit ရှိမယ်ညာအဲ့ဒီမှာမတူဘူးပြီးတော့ဟောတော့ဟိုကျွန်တော်နှကန်းကစရက်နေနေရတာကျွန်တော်နှကန်းနေမဆိုးဘူးနှကန်းနေမဆိုးဘူးအဲ့တော့ကျွန်တော်နောက်ဆိုရင်ကျွန်တော် make up ဆရာကြီးအကြံဉာဏ်တောင်းအောင် ဘယ်လိုလဲဆိုတော့သူတို့ပြောတာယောက်ျားလေးဆိုးတဲ့နှခမ်းနေပေါ့နှခမ်းနေအောင်ညိုအောင်လုပ်လို့ရနှခမ်းနေရှိကျွန်တော်မသိကျွန်တော်တကယ်မသိအဲ့တော့နောက်ကြရင်လို့နောက်ဇကားတွေရလို့ရှင်အဲ့ကိုကိုနှခမ်းနေနေနေအောင်ညိုအောင်လုံးဝရအောင်မလုပ်ပါနဲ့လှပါနဲ့သူကသူတို့ကတမန်ရလာမှနေကြလို့ဆိုးနေကြတယ်သူတဘာဝပေးထားတဲ့ဘာမှမလုပ်ပါနဲ့အဲ့တော့အဲ့တော့တော့နောက်ပိုင်းနည်းနည်းလေးလာပါတော့။ဟိုအဲ့တော့ကျတော့တရားလက်တရားဟိုဘာပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲခန္ဓာကိုယ်တိဆောက်ပုံကြီးမတူလို့ပေါ့နော်။တချို့ကြတော့လည်း ဟိုစက်လေးတွေတောက်တယ်ဒါပေမဲ့နှခမ်းနေခြင်းနေနေတာပဲအဲကျွန်တော်ကတော့အဲ့လိုငငယ်လေးကနေတာပေါ့နော်အခုလည်းနေနေလားတော့မသိဘူးသူကတော့အဲ့လိုမျိုးပေါ့နော်ဟိုအဲဒါဆိုရင်လည်းဟိုဟာကိုယ်နှကန်းနည်းနေနေတာဆိုတော့နည်းနည်းဟိုနှမ်းမြတ်တတလေးအရန်မနေအောင်လို့နောက်ကျရင်ဟိုတတိထားပေါ့တဲ့ဒါပေမဲ့ तू ကတော့သဘောကျတယ်ကျွန်တော်ကတော့ကျွန်တော်ကြည့်ရချင်းမှာနှကန်းနေနေကျွန်တော်ကရှိနေတာကျွန်တော်ဟာလို့ငါနှကန်းနေနေတာပဲလို့ဘယ်လိုဖြစ်တာလဲမသိဘူးလို့ ကျွန်တော်ကြီးနေအောင်တော့ဒါပေမဲ့ဟိုကြည့်ရတဲ့ပရိသတ်တွေကတော့ဒါအမင်းသားရတဲ့ဟိုမိတ်ကပ်တွေရတဲ့မင်းသမီးတွေပုံများနေတယ်ပါသူကဟာကျွန်တော်တို့ကျေးဇူးတင်တယ်ပါဆိုတော့အော်လို့တို့တေချာကြည့်ရတာပဲလို့ငါတက်တော်တို့အသေးစိတ်ကြည့်ရတာပဲလို့အဲကျေးဇူးတင်ပါတယ်ညီမလေးရဲ့တခြင်းလေးလည်းအများကြီးအောင်မြင်မှုတွေရရှိပါစေပြီးတော့ပရိသတ်တွေလည်းစိတ်ချမ်းသာခြင်းကိုဆင်ပါခြင်းပြုဆောင်ရပါစေလို့ဆုတောင်းပေးပါရှင်ဟုတ်ကဲ့ဟုတ်အဲဟိုကျွန်တော်တို့ကျွန်တော်ရဲ့ညီမလေးတင်စားရဲ့ညီမလေးဆွမ်းနေမှာရဲ့ဒီလိုဆောင်တဲ့တခြင်းလေးကိုအားပေးပါအောင်လို့ကျွန်တော်တို့အကောင်းဆုံးကြိုးစားပါတယ်လို့ပရိသတ်ကြီးအားလုံးချမ်းသာချမ်းသာပါလိမ့်မယ်